အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဆရာယုနုရေးထားတဲ့မိတ္တဗလာတိကစာအုပ်ထဲကအပိုင်း3ဖြစ်တဲ့သင်္ဘတ်ပါအောင်လောက်ရနီးစန္ဒနီဆိုတဲ့အကြောင်းဖတ်ပြပေးမှာဖြစ်ပါတယ်ဒီအပိုင်းမှာ အခန်း12ခန်းပါဝင်ပါတယ်ဒီနေ့မှာတော့အခန်း1ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်း3အခန်း1ငင်းခုံခြင်းအပြင်အနံ့ရမည်မဟုတ် ကဘာစီကြီးဖြစ်၍များမကြာမီတညတနိုင်လန်ဒန်မြို့တွင် အဖိုးမဖြတ်နိုင်သော သင်္ကန်းသာတစ်ခုကိုကျွန်ုပ်ရရှိလေသည်ထိုအချိန်ခါကကျွန်ုပ်သည်ဆာရော့စမစ်၏မန်နေဂျာဖြစ်လေသည် သူသည်ဩစတြေးလျန်တိုက်တာဖြစ်၍ကဘာစီကြီးအတွင်းကပါလက်စတိုင်းပြည်တွင်လင်းရင်မြန်စီးသူရဲကောင်းအဖြစ်နှင့်အမှုထမ်းခဲ့ဦးလေသည်ကဘာစီကြီးပြီးစီးသောအခါတကဘာလုံး၏ထက်ဝက်ကို ရက်ပေါင်း30အမြနဲ့ပြန်တန်းပြလိုက်တော့ကြောင့်တကဘာလုံးကလက်ဖြားခါကြရလေသည်ထိုချိန်ခါကဤမြအံ့ဝယ်တရေဖြစ်သော စွိုင်းဤတက်တီမျိုးမိသူမြမပြဘူးသည်ဖြင့်တကဘာလုံးအားဤကဲ့သို့ခြောက်ခြားခြင်းဖြစ်စေသည်အော်စတြေးလျအစိုးရသည်ဒေါ်လာငွေပေါင်း9000ကို စုအဖြစ်သူအားပေး၍ဗြိတိရှာအစိုးရကမူကားသူ့ကိုစာပွဲဖြင့် ချီးကျူးလေသည်ထိုအချိန်ခါကဗြိတိရှားနိုင်ငံတော်တစ်ခုလုံးတွင်သူထက် ထင်ပေါ်ကျော်ကြားသောလူဟု၍မရှိတလောက်ပင်ဖြစ်သည်တညတ၌ဆာရော့စမစ်ကိုချီးကျူးရန်ကျင်းပါသောညစာထမင်းစားပွဲကြီးတစ်ခုသို့ကျွန်ုပ်လည်းတက်ရောက်လေသည်ထမင်းစားတော့ပြီးနောက်ထုံးစံအတိုင်းစကားပြောကြရာတွင် ကျွန်ုပ်၏အနား၌ကပ်၍ထိုင်နေသော လူကြီးတဦးကရဲစရာပုံကလေးတစ်ပုံကိုပြောရင်း ို့တွေဘာပဲလုပ်လို့ထာဝရသခင်ဟာတို့ကံကြမ္မာကို ဖန်တီးနေတာပဲဟူသော ကောင်းနှုတ်ချက်တခုကိုရွက်ပြလေသည်ရွက်ပြသူက ထိုကောင်းနှုတ်ချက်သည်ဘိုင်ဘယ်ခေါ်ခရစ်စတန်ဓမ္မကျမ်းစာမှဖြစ်သည်ဟုထုတ်ဖော်ပြောဆို၏ဤပြောဆိုချက်သည် လုံးဝမှားကြောင်းကိုရှင်တို့အတတ်သိ၏ထို့ကြောင့်ထိုသူ၏အမှားကိုပြင်ဆင်ပေးပါဟု၍မိသူတဦးတယောက်ကမြတ်တောင်းပန်ခြင်းမပြုဘဲ ကို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 ဖော်လိုသောစိတ်ထားနဲ့သူ့ကိုထယူပြင်လေသည်သူကလည်းသူမန်တီဟုဇွဲ့ညင်း၍နေ၏သူဘယ်နဲ့ဒီစာကိုရှေ့စပီးယားရေးတာမဖြစ်နိုင်ရဗျာခမရဟာရေးစရာကြီးပဲတမကျန်းနေကပါဗျကျုပ်သေးသေးချာချာသိပါတယ်ကျွန်ုပ်ဟုတ်ပါတယ်ဗျကျုပ်လည်းသေးသေးချာချာသိပါတယ်ဒါဟာရှေ့စပီးယားရေးတဲ့စာပဲ ကျွန်ုပ်နဲ့ညင်းနေသူဒီကျွန်ုပ်ဤလက်ရဘက်တွင် ထိုင်လျက်ရှိကျွန်ုပ်ဤလက်ဝဲဘက်တွင်ကျွန်ုပ်ဤမိတ်ဆွေဟောင်းဖြစ်သော မစ္စတာဖရန့်ဂင်ဝင်သည် ထိုင်လျက်ရှိထိုမစ္စတာဂင်ဝင် ဆိုသူမှာရှေးစပီးယားရေးသောစာများကို နှစ်ပေါင်းများစွာကစ၍ကောင်းစွာလိုက်စားဘူးသူတယောက်ဖြစ်သောကြောင့်ညင်းသူနှင့်ကျွန်ုပ်တို့သည် မစ္စတာဂင်ဝင်၏အဆုံးဖြတ်ကိုခံယူရန်တဘောတူကြ၏မစ္စတာဂင်ဝင်သည်ဇပွဲကုံအောက်မှနေ၍ ကျွန်ုပ်ဤညိုရကြီးကိုကန်ပြီးလျင်ဒေးမင်းမှားတယ်ကွာဒီကမိတ်ဆွေကမှန်တယ်ဒီစာဟာတမာကျန်းနေတာပဲဟု ပြန်ပြောဤထမင်းစားပွဲပြီး၍အိမ်ပြန်လာကြစဉ်ကျွန်ုပ်ကစရည်ဟေးဖရန့်ဘယ်နဲ့လဲကွာဒီစာဟာရှေးစပီးယားရေးတာကိုမင်းအတိသားနဲ့ဘာဖြစ်လို့တမာကျန်းမှာပါတယ်လို့ပြောရတယ်လဲကွာတဲခက်တာကိုမင်းမှန်ပါတယ်ကွာဒီစာဟာ ရှေးစပီးယားရေးတဲ့ဟမ်မလက်အပိုင်းကအခန်းနှစ်မှာပါပါတယ်ကွ။ဒါပေမဲ့မင်းသိတဲ့အတိုင်းပဲထမင်းစားပွဲမှာတို့ကဧည့်တွေဖြစ်နေတယ်မဟုတ်ဘူးလား။အဲ့ဒီတော့သူ့ကိုမှားတယ်လို့ဘာဖြစ်လို့ရှင်းပြနိုင်မလဲ။ဒီလိုရှင်းပြလို့ဘောသူကမင်းကိုတဘောကြလာမလဲလား။ဘာဖြစ်လို့သူ့ကိုအရှက်ခွဲမလဲ။နောက်ပြီးတော့လေအမှားပြန်ပေးပါလို့မင်းကိုခိုင်းတာမဟုတ်ဘူး။သူကိုယ်တိုင်ကလည်းအပြန်ခံနေတာမဟုတ်ဘူး။ ဲ့ဒီတော့ဘာဖြစ်လို့သူနဲ့ညင်းနေမလဲဇွဲ့ညင်းတာကိုအမြဲရှောင်ပါကွာဟုမစ္စတာဖရန်ကင်ဝင်က ပြန်ပြောဘူးလေသည်ဇွဲ့ညင်းတာကိုအမြဲရှောင်ပါဤဆုံးမစကားကိုပြောတော့သူဒီယခုအခါတွင်အနေဆာရောက်ရှာလေပြီသို့တော့သူဤဆုံးမစကားဒီကျွန်ုပ်အပေါ်တွင်ယခုတိုင်တည်လျက်ရှိသေး၏ဤဆုံးမစကားသည်ကျွန်ုပ်အတွက်အလွန်အဖိုးထိုက်တန်သောစကားဖြစ်လေသည်အကြောင်းမူကား ကျွန်ုပ်သည်အလျှော့မပေးတမ်းဇွဲ့ညင်းတတ်သူတို့ဖြစ်လေသည်ကျွန်ုပ်ငယ်ရစဉ်ကကျွန်ုပ်၏ညီအကိုတော်သူနှင့်စကားပြောတိုင်းညင်းခဲ့ဦး၏ကောလိပ်ကျောင်းသို့ရောက်သောအခါ Lodges တင်ကန်းစာကိုတင်ယူ၍စကားအခြေတင်ပြိုင်ပွဲများတွင် ဝန်နှွဲခဲ့ဦး၏နောက်တော်ကြသောအခါနယူးယောက်မြို့တွင် စကားအခြေတင်ပြောနိုင်ရန်တင်ကန်းစာများတင်ပြီးတော့အတန်းများကိုဖွင့်လှစ်ခဲ့ဦး၏တခါသုံးက စကားအခြေအနေအကြောင်းနဲ့ဆိုင်သောစာအုပ်တစ်ခုကိုပင် ရေးအုံးမြည်ကြံသည်ဤအကြောင်းကိုပြန်ပြောရခြင်းကိုပင်ကျွန်ုပ်သည်ရှက်ပါ၏ထို့အချိန်ခါမှစ၍ကျွန်ုပ်သည် ကိုယ်တိုင်လည်းဝင်ငင်း၏သူများတွင်ငင်းခုန်ကြသည်ကိုလည်းကောင်းစွာကဲခတ်ခဲ့၏နောက်ဆုံးတွင်တစ်ဖက်သားကိုနိုင်အောင်ငင်းနိုင်ရန်ဤကောင်းတစ်ခုကိုတွေ့ရ၏ထို့ဤကောင်းမှာအချားမဟုတ်တစ်ဖက်သားနှင့်မငင်းဘဲနေခြင်းပင်ဖြစ်ပေသည်တင်ဒီမွေဝေးနှင့် မြင်းကလေးများကိုရှောင်ရှားတဲ့ကဲ့သို့တစ်ဖက်သားနဲ့ညင်းခုံရခြင်းကိုရှောင်ရှားပါဆဲကညင်းလိုလျင် ကိုးကလောက်မှညင်းခုံတော်သူများသည်ငါသားလျင်မှန်သည်ဟုမိမိကိုယ်ကိုမိမိတထစ်ကြယုံကြည်ကြပြီးလျင်လျှော့မပေးသည်ဟုသာတွေ့ခဲ့မှု၏ညင်းခုံခြင်းအားဖြင့်တင်သည်ဘယ်အခါမှအမြတ်မရှိအဘယ်ကြောင့်ဆိုသောတင်ရှုံးလျင်အရှုံးအဖတ်တင်၏တင်အနိုင်ရသည့်အခါတွင်လည်း သင်ပင်လျင်ရှုံးသည်ဟုမှတ်ပါအဘယ်ကြောင့်ရှုံးသည်နည်းဆိုသည်ကိုရှင်းပြပါအံ့ကောင်းပြီသင်နဲ့ညင်းနေတော်သူကသူ့မှားကြောင်းကိုတက်တီတာကအခိုင်အလုံနဲ့ပြနိုင်တော့ကြောင့်သင်နိုင်သည်ဆိုပါတော့ဒီလိုအနိုင်ရသည့်အတွက်သင်ကတော့ပျော်နိုင်ပါရဲ့သူ့မှာဘယ်နဲ့ဖြစ်သွားမလဲတင့်ထန်ညံ့တဲ့လူတယောက်ဖြစ်တယ်လို့လုတ်လိုက်တာနဲ့မတူဘူးလားအဲ့ဒီတော့သူရှက်သွားမှာပေါ့ဒီလိုရှက်သွားရင်သူက တင့်ကိုစိတ်မဆိုးရဘူးလားနောက်ပြီးတော့လဲနာသူလိုပဲလိုအောင်ပြုလျင်သူ့အယူ၌စွဲမိပြန်ဟူသောစကားလည်းရှိသားပဲဖမ်မြူချူရဲ့အသက်အာမခံကုမ္ပဏီတစ်ခုကမူကမငင်းနှင့်ဟူ၍မိမိအသက်အာမခံကိုယ်စားလှယ်များအတွက်ဥပဒေထုတ်ထားဘူးလေသည်ယင်းခုံချင်းနှင့်ကုံများကိုစွန့်အောင်မရောင်းနိုင်ယင်းခုံချင်းဖြင့်တစ်ဖက်သား၏စိတ်ကိုပြောင်းနိုင်မည်မဟုတ်ချေ တာရကထုတ်ယူပြပါနှစ်ပေါင်းအတော်ကြာလောက်ကပက်ထရစ်ဂျီအိုဟဲယာဆိုသူအလွန်ရန်ဖြစ်ကျင်သောအိုင်းရစ်လူမျိုးတဦးသည် ကျွန်ုပ်ထံတွင် လူဘော်လူစော်လုံနည်းများကိုလာရောက်သင်ကြားဘူးလေသည်သူတွင်ပညာခံဆို၍ပြောပါလောက်အောင်မရှိပါ ကျွန်ုပ်တို့တန်တို့မရောက်မီကသူဒီရှေးဦးစွာမော်တော်ကားမောင်းရက်တက်မွေးလေသည်ထို့နောက်ထိုအလုပ်ကိုဆွင့်၍ကုန်တင်မော်တော်ကားများကိုရောင်းသော ကိုယ်စလဲအလုပ်ကိုလုပ်ကင်တယ်ကျွန်ုပ်တို့ထံရောက်ရင်သူအားအနှဲငယ်မေးစမ်းကြည့်အားမော်တော်ကားကိုဝယ်မိသူနဲ့သူဒီအမြဲတမ်းရန်ဖြစ်ခဲ့ဘူးကြောင်းကိုကျွန်ုပ်သိရှိရတယ်ဥရဟာယုံဝယ်မိသူတူကသူရောင်းလျက်ရှိသော မော်တော်ကားနှင့်ဆက်လင်း၍အနှဲငယ်ရှုပ်ချသောစကားတစ်ခွန်းလောက်ပြောလိုက်လင်"အိုဟဲရသည်မျက်နှာနီလာ၍စိတ်ဆိုးမှန်ဆိုးနှင့်ထိုသူကိုဇွတ်ပြန်ညင်း၏"ထိုကဲ့သို့ညင်းကုန်တိုင်း ။အိုဟဲရတာလင်အနံ့ရတီကများလေသည်။ကျွန်တော်ကသူ့အကြောင်းများပြန်ပြောပြရ၌ဒီလိုညင်းခုန်ပြီလို့သူတို့အခန်းထဲကထွက်လာတဲ့အခါခွေးသားကြီးမှတ်ရော့နောက်ကိုဒီလိုပြောအောင်လို့ကျွန်တော်ဟာကျွန်တော်ချိန်ပြီးဝမ်းတာတာပေါ့လေ။ဒါပေမဲ့မော်တော်ကားကိုတော့တစည်းမှမရောင်းရဘူးဟု၍ဝန်ခံဘူးလေသည်။ထို့ကြောင့်ကျွန်ုပ်အတန်းတွင်တင်ကြားတာကပထမတင်ကန်းသာအဖြစ်ဖြင့်အငင်းခုံများကိုရှောင်ရှားရန သူ့ကိုသင်ကြားရလေသည် သူသည်ယခုအခါတွင်နယူးယောက်မြို့ရှိ White Motor Company ၏နာမည်ကျော်ကိုယ်စားလှယ်တဦးဖြစ်လျက်ရှိချေပြီးထို့အချိန်တို့ရောက်မြည်ကဲ့သို့တက်သွားရသည်ကိုသူကိုယ်တိုင်ပြောပြတော်စကားထဲမှကြည်ကြဆုယခုအခါကျွန်တော်သည် မော်တော်ကားရောင်းရအတွက်ဝယ်မည်ထင်သည့်သူတဦး၏အလုပ်ခန်းသို့ဝင်မိ၍ထို့သူကဘာလဲပြော White Motor Company က မော်တော်ကားကိုရောင်းမလို့လားခမားတို့ကားတွေကောင်းမှမကောင်းပဲအလကားပေးတောင်မယူရှင်ဘူးကျုပ်တို့ဟူးစိတ်ကုမ္ပဏီကကားတွေကိုဝယ်မလို့ဟု ပြောလျက်ဟူးစိတ်ကုမ္ပဏီကကားတွေအကောင်းကားပဲဒီကားတွေကိုဝယ်ရင်ဘယ်မှားမလဲနောင်ကြီးကုမ္ပဏီကလည်းနာမည်ကြီးရောင်းတဲ့သူတွေကလည်းလူစော်တွေကြီးပဲဟုကျွန်တော်ကပြန်ပြောပါသည်ထို့အခါဘာကိုမှညင်းစရာမလိုတော့ကြောင့်ထို့သူဒီနောက်ထပ်ဘာကိုမှပြန်မပြောတော့ချေ ကယ်၍ဖူးစိတ်ကားများသည်အကောင်းဆုံးကားများဖြစ်သည်ဟုပြောလျင်ကျွန်တော်ကလည်းဟုတ်ပါသည်ဟုဝန်ချမိဖြစ်၏ထို့အခါသူသည်ကျွန်တော်နှင့်ရှေ့ကိုဆက်ငင်းရန်မလိုတော့ပါကျွန်တော်ကိုယ်တိုင်ကလည်းဝန်ခံထားပါလျင်ဖူးစိတ်ကားများသည်အကောင်းဆုံးဖြစ်သည်အကောင်းဆုံးဖြစ်သည်ဟု၏သူသည်တစ်နေ့လုံးဇွင့်ငင်းနေနိုင်မည်မဟုတ်ပါထို့အခါဖူးစိတ်မော်တော်ကားများအကြောင်းကိုတခန်းရပ်ပြီးလျင်ကျွန်တော် white မော်တော်ကားများ၏အကြောင်းကို ဆက်၍ပြောနိုင်ပါသည်ရှေးခါတုန်းကလားကျွန်တော်ဤကားများကိုယခုလိုရှုတ်ချပြီးပြောခဲ့ပါလင်ကျွန်တော်စိတ်ကိုချုပ်တီးရရမည်မဟုတ်ပါဟူးစိတ်ကားများကောင်းသည်ဟုထိုသူကစပြောလင် ပြောခြင်းဒီကားတွေမကောင်းဘူးဟုကျွန်တော်သည်ဇွတ်အတင်းခံညင်းမည်ဖြစ်၏ဤကဲ့သို့ကျွန်တော်ဇွတ်ညင်းလေလေထိုလူလဲဟူးစိတ်မော်တော်ကားများအကြောင်းကိုတစ်ဖက်မှခံညင်းလေလေ ဖြစ်မိကမလွဲသည်ဤတို့တစ်ဖက်မှညင်းလေလေ ျွန်တော်ကားတွေမရောင်းရပဲဟူးစိတ်ကားတွေ ရောင်းရလေလေပဲကုံခဲတော့နှစ်များကိုပြန်ကြည့်လိုက်ရင်ရှေးခါကကျွန်တော်ဤကုံများကိုစွန့်အောင်မရောင်းနိုင်ဒီမှာဘာမျှအံ့ဩစရာမရှိသေးဘူးတွေ့ရပါသည်ကျွန်တော်ဒီမြင်းခုံချင်းရံဖြစ်ချင်းစကားများချင်းစသည်တို့ဖြင့်နှစ်ပေါင်းများစွာကုံလွန်စေခဲ့ယခုခါတွင်မူကားကျွန်တော်ဒီကျွန်တော်ဤနှုတ်ကိုကောင်းစွာဆောင်စည်း၏ ီကဲ့သို့စောင့်စည်းခြင်းသည်အကျိုးရှိကြောင်းကျွန်တော်တွေ့ရ၏ပညာရှိဘင်ဖရန်ကလင်းဆိုသူပြောကြတော်စကားမှာ အောက်ပါအတိုင်းဖြစ်သည်သင်ဒီတစ်ဖက်သားကိုဆန့်ကျင်ဘက်လို့ညင်းခုန်ခဲ့လင်တခါတည်းရန်သင်ပင်လင်အနိုင်ရကောင်းရပေမည်တို့ရတွင်ထိုတို့အနိုင်ရခြင်းသည်အကျိုးမရှိတော်နိုင်ခြင်းပေသည်အဘယ်ကြောင့်ဆိုတော့ထိုတို့အနိုင်ရခြင်းဖြင့်သင်ဒီတစ်ဖက်သား၏ကြီးညိုခြင်းကို ခံယူရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့်တင်ကိုယ်တိုင်ချိန်ဆရကြည့်ပြီးတော့စကားအနိုင်ရတာကိုယူနေလားတိုတီးမဟုတ် လူတယောက်ကြင်ညိုခြင်းကိုခံယူနေလားဤမေးခွန်းတစ်ခုကို ကောင်းစွာ ချိန်ဆရဖြေပါအဘဲကြောင့်ဆိုတော့နှစ်ခုစလုံးကို တပြိုင်တည်းရနိုင်ရန်ခဲရင်တော့ကြောင့်ပေသည် Boston Transcript တရင်စာသည် အောက်ပါလင်္ကာ ပြက်တစ်ခုကိုပုံနှိပ်ဖော်ပြဘူးလေသည်ဝီလျံဂျေးမြုပ်ထားတဲ့ဤနေရာ သူ့လမ်းဟာမှန်ကန်ကြောင်းမောင်းရင်သေရှာတေအချာမှန်ပါရဲ့သူ့လမ်းမှားလို့သေးတာနဲ့ဘယ်မချားတယ်သွားပေါ်တခမ်းတင်းညင်းနှမြစကားတို့ဒီလေအမှန်များကောင်းများပင်သို့တော်ဤသို့ညင်းခုန်ခြင်းဖြင့်တစ်ဖက်သားဤစိတ်ကိုပြုပြင်ပြောင်းလဲနိုင်မြိတ်မြေခုတင်းမျောလင်းခဲ့ပါလင်တင်းဤလုံနှီးမှားတဲ့ကဲ့သို့တင်းဤမျောလင်းခြင်းဒီလေ အချင်းနေဖြစ်ပေလိမ့်မည်။အမေရိကန်သမ္မတဝီလဆန်၏အစိုးရအဖွဲ့တွင်ဗန်နာယေးဝန်ကြီးဖြစ်သူဝီလျံဂျီမတ်အဒူးက ကျွန်ုပ်သည်နှစ်ပေါင်းအတန်ကြာနိုင်ငံရေးကိုလိုက်စားလာခဲ့ပြီးသည့်နောက်လက်တွေ့တရှိရတော့တင်ကန်းစာတစ်ခုသည်ကအချားမဟုတ်ငင်းခုန်ခြင်းဖြင့်လူမြင်းတယောက်၏စိတ်ကိုမပြောင်းလဲနိုင်ဟုသောတင်ကန်းစာပင်ဖြစ်လေသည်ဟုထုတ်ဖော်ပြောဆိုဟုလေသည်။ Oh Mr. Madu လူပြိုင်းဟူ၍တာသင်သည်ရှော့ရှော့ပေါ်ပေါ်ပြောသွားပြီသည်ကျွန်ုပ်တွေးခဲ့ဘူးရမြတဲ့တွင်ညီမလောက်ပင်ပညာတတ်နေတော်သူဖြစ်စေကမူညင်းခုံခြင်းဖြင့်သူ့စိတ်ကိုပြောင်းလဲ၍မရနိုင်ချေတာရကတစ်ခုထုတ်ပြပါအံဖရက်ဒရစ်အက်စပါဆင်ဆိုသူ အမြတ်တော်ကြီးအတိုင်းမင်ခံတဦးသည်အစိုးရအမြတ်တော်ကြီးအရာရှိတဦးနှင့်တနာ yı လောက်ကြောင်ညင်းခုံလျက်ရှိအစိုးရအရာရှိက အမြတ်တော်ငွေ9000အပေါ်တွင် အမြတ်တော်ကြီးကောက်ခံရာအမြတ်တော်ကြီးအတိုင်ပင်ခံကလည်းထိုဒေါ်လာငွေ9000တွင်ဆုံးမြင့်ကျွေးဖြစ်သောကြောင့်ထိုငွေအတွက်အမြတ်တော်ကြီးမပေးတတ်ကြောင်းနှင့်ထုချေ၏အမြတ်တော်ကြီးအတိုင်ပင်ခံကညင်းလေလေအမြတ်တော်ကြီးအရာရှိကလည်းဆုံးမြင့်ကျွေးမကလို့ဘာပဲဖြစ်ဖြစ်အမြတ်တော်ကြီးပေးရမည်ဟုဇွေအတင်းပြောလေလေဖြစ်နေ၏ထိုကိစ္စနှင့်ဆက်လျင်း၍မြတ်တော်ကြီးအတိုင်ပင်ခံ မစ္စတာပါဆင်ကိုတိုင်အောက်ပါအတိုင်းကျွန်ုပ်တို့အားပြန်ပြောဘူးလေသည်အမြတ်တော်ကြီးအရာရှိသည်အလွန်အပြောရကြတော်သူတို့ဦးဖြစ်မာနလည်းအလွန်ကြီးနီးလန်းတကြဘလိုပင်ပြောပြတော်လဲနားမဝင်တော့ချေကျွန်ုပ်ကငင်းလေးလေးသူကပို၍ခေါင်းမာလေးလေးဖြစ်ထို့ကြောင့်ငင်းခုန်ခြင်းကိုရက်ဆဲလိုက်ပြီးနောက်နီးသည့်တစ်ခုကိုထွန်ရလေသည်ထိုနီးသည်ကအချားမဟုတ်သူ့ကိုချီးကျူးခြင်းပင်ဖြစ်လေသည် ဝင်တော့မင်းနေ့စဉ်ဆုံးဖြတ်နေတဲ့ကိစ္စများနဲ့စားလိုက်ရင်ယခုကိစ္စဟာအသေးမွားကလေးနေမှာပေါ့မြတ်တော်ကြီးကောက်ခံပုံစနစ်ကို ကျွန်တော်လဲကောင်းစွာလေ့လာခဲ့ဘူးပါတယ်ဒါ့ဝိမဲ့ကျွန်တော်ကတော့စာအုပ်ထဲမှာရှိတဲ့ပညာတွေလောက်သာလေ့လာဘူးတာပဲဝင်တော့မင်းလို့တော့လက်တွေ့အလုပ်ကိုမလုပ်ဘူးအဟုတ်ပြောတာပါတခါတလေများဝင်တော့မင်းတို့လို အလုပ်မျိုးကိုလုပ်ရရင်သိတ်ကောင်းမှာပဲလို့အောက်မေ့ပြပါတယ် ဒီလိုလို့ရရင်ကျွန်တော်မှလည်းအသိဉာဏ်အတော်တိုးမှာပဲခုကျွန်တော်ကပြောပြ ਈ ထိုတော်ပြောရမြစကားတဲ့တွင် အကယ်စင်စစ်အပူတလုံးမြမပါပါကျွန်တော်စိတ်ထဲရှိရမြတွင် အရင်တိုင်းနဲ့ပြောပြလိုက်ခြင်းဖြစ်သည်ထိုစကားကိုကြားရတော့ကအမျက်တော်ကြီးဝင်တော့သည်ခါဆန့်ပြေးလျင်ကလထိုင်နောက်ကိုမိ၍စရင်လိန်ပြတော်သူများကိုမိအောင်ဘဲပုံဘဲနီးဖန်းစည်းခဲ့ရဘူးသည်အဆရှိတဲ့ဖြင့် သူ၏အလို့အကြောင်းကိုအချိန်တော်ကြာစွာကျွန်တော်အားပြောပြပါသည်စကားပြောရင် သူ၏လေတံသည်တွိဇာကလောက်မမာတော့ချေအတော်ပင်ရင်းရင်းနီးနီးဖြစ်လာပြီးနောက်သူကလေးများ၏အကြောင်းကိုဆက်၍ပြောပြပါသည်ကျွန်တော်အခန်းမှထွက်ခါနည်းတွင်ကျွန်တော်၏ကိစ္စကိုထပ်မံစဉ်းစား၍ရက်များမကြာခင် သူနှင့်နောက်ဆုံးဆုံးဖြတ်ချက်ကိုပေးပါမည်ဟု ပြောသွားလေသည်၃ရက်ကြာသောအခါသူသည်ကျွန်တော်၏အလို့အခန်းသို့လာပြီးလျင် ငွေ900အပေါ်တွင်ကောက်ထားသောအမြတ်တော်ကြီးကိုလျှော်ပစ်လိုက်ပြီးဟူ၍အကြောင်းကြားပါသည်အမြတ်တော်ကြီးဝင်ထောက်ဤစိတ်ထားသည် အထူးဆန်းမဟုတ်ချေလူတိုင်းမှလည်းဤကဲ့သို့ စိတ်ထားမျိုးရှိကြလေသည် သူသည်သူ့ကိုယ်ကိုအထင်ကြီးနေ၏မစ္စတာပါဆင်နှင့်ညင်းနေစဉ်သူ၏အာဏာကိုပြရန်အခွင့်အလမ်းကိုသူသည်ရရှိခဲ့၏သို့ရာတွင်မစ္စတာပါဆင်သည်အငင်းကိုရပ်ပြီးလျှင် သူ၏အာဏာကို အတိအမှတ်ပြုလိုက်သည်နှင့်တပြိုင်နက်သူသည်သူ၏အာဏာကိုပြခွင့်ရသည်ဖြင့်ညားစွာခြေနှက်ပြီးလျင်တစ်ဖက်သားကိုတနာညာတာသောလူတစ်ယောက်ဖြစ်လာလေသည်နပိုလီယံ၏အိမ်တော်ကျွမ်းဖြစ်သောကွန်စတန်ဆိုသူသည်နပိုလီယံ၏အတွင်ရေးများအကြောင်းကိုစာအုပ်အဖြစ်ရေးသားဘူးလေသည် သူသည်နပိုလီယံ၏မိဖုရားဂျိုးဇက်ဖင်နှင့်ဘီလီယံကစားသည့်အကြောင်းကိုအောက်ပါအတိုင်းဖော်ပြထားသည်မှာ မှတ်သားဝေရပဲကျွန်ုပ်တွင်အစွမ်းရှိတော်လဲမိဖုရားကြီးနဲ့ကစားတိုင်းကျွန်ုပ်ကလားအရှုံးပေးလေရှိရာမိဖုရားကြီးသည်အလွန်နှစ်သိမ့်တော်မူလေသည်ကျွန်ုပ်တို့သည်ကွန်စတန့်ထံမှကျွန်ုပ်တို့အတွက်အမြဲတင့်တင့်တော်ဤသင်္ကန်းလာကိုယူချပါစို့ကျွန်ုပ်တို့ထံ၌ကုံဝယ်လာကြလူများကျွန်ုပ်တို့၏ရည်စားများကျွန်ုပ်တို့၏လင်းသို့မဟုတ်မရားများနှင့်ဆိုင်မိကြသောအခါကျွန်ုပ်တို့တွင်နိုင်အောင်ငင်းနိုင်သောအစွမ်းများ ရှိပင်ရှိလင်ကစားသူတို့ကိုအနိုင်ပေးလိုက်ကြပါစို့ဒေါသကိုမေတ္တာဖြင့်နိုင်စေရသည်ဟုဗုဒ္ဓမြတ်စွာဘုရားကိုယ်တိုင်ကဟောကြားတော်မူခဲ့ဘူးလေသည်ဤနည်းအတိုင်းပင်တဦးနှင့်တဦးအယူအဆလွဲနေခြင်းကိုငင်းခုန်ခြင်းဖြင့်ကွယ်ပြောက်သွားအောင်မလုပ်နိုင်။ตาယာခြေငန့်စွာပြောတတ်ခြင်းနှုတ်ချခြင်းတစ်ဖက်သားကိုလျှော့ပေးခြင်းတစ်ဖက်သား၏ဆန္ဒကိုတကယ်ပြေဝအောင် လှုပ်ပေးလို့တော့စိတ်ထားရှိခြင်းတို့သာလျင်တအုပ်နဲ့တအုပ်အယူဆလွဲနေခြင်းကို ပပျောက်သွားအောင် စွမ်းဆောင်နိုင်လေသည်တခါတုန်းကစစ်ဘိုလ်ကလေးတအုပ်သည်မိမိအဖော်တယောက်နဲ့အပြင်းအထန်ညှင်းခုန်လျက်ရှိရာမိမိကိုယ်ကို အထက်ဆုံးအတန်းသို့ရောက်အောင်ရည်ရွယ်ချက်ရှိသူသည် စကားအနိုင်လူရဲ့ညှင်းခုန်နေရန်အချိန်မရှိကြထိုမြမကသည်ငင်းခုန်ခြင်းသည်ဟုတော့အကြောင်းမှပေါ်ပေါက်လာတော့စိတ်တူခြင်းဒေါသကိုမထိန်သိမ်းနိုင်ခြင်း ်စသည့်အကျိုးတို့ကိုလည်းထိုသူဒီမလိုလားအပ်ခြင်းစသူဖြစ်နေရင်လဲလျှော့ပေးပါသို့မဟုတ် ကိုကပဲနိုင်ရင်လဲလျှော့ပေးပါ သင်ပိုင်တော်နေရာ ဖြစ်ပါစေထိုနေရာကိုရရန်အတွက် အကိုက်ခံ၍ခွေးတကောင်နဲ့ဖက်ပြီးလူမနေပါနဲ့ခွေးကိုက်ခံရရင် ထိုခွေးကိုတတ်ပြစ်တော်လဲအနာပြောက်မည်မဟုတ်ခြင်းစသဖြင့်သမရလင်ကွင်းသည်စစ်ဘုတ်ကလေးကိုဆုံးမဘူးလေသည်ထို့ကြောင့် ဥပဒေအမှတ်၁သည်အောက်ပါအတိုင်းဖြစ်၏တစ်ဖက်သားကိုမိမိဘက်သို့ပါအောင်လုပ်ရန်အတွက်အကောင်းဆုံးသောနည်းတစ်ခုသည်ငင်းခုန်နေခြင်းကိုရှောင်ရှားပါ